အားလုံးမင်္ဂလာပါရှင်ဒုက္ခဖြစ်ပါရယ်ရှင်ဒီဗီဒီယိုလေးမှာတော့ဒုက္ခက grade 12ဘာသာရပ်ဒီထဲမှာစာအများဆုံးဖြစ်တဲ့ physics ကိုဂုံတူးရအောင်ဘယ်ပိုင်းနေအဓိကပို့ကြည့်ရမလဲဘယ်လိုစာကြည့်နည်းလေးတွေသုံးရမလဲဆိုတာညာပြတော့မှာဖြစ်ပါရယ်ရှင်ဒုက္ခရှိမှတင်ခဲ့တဲ့ဘိုင်ယိုဂုံတူထွန်းအောင်စာကြည့်နီးဗီဒီယိုတစ်ပုဒ်မှာညီမလေးတစ်ယောက်ကကွန်မန့်ရေးထားတာကိုတွေ့ပါရတယ် မာဖီစစ်ကိုရောဘလို့စာကြည့်ရမလဲဂုံတူးရအောင်ဘလို့လုပ်ရမလဲအစာအများကြီးမို့လို့ပါဆိုပြီးတော့ကွန်မန်တွေရေးထားတယ်ပေါ့နော်ဒါကြောင့်မလို့ဒုက္ခကဒီ physics အတွက်ဂုံတူးရအောင်စာကြည့်နည်းလေးကိုဗီဒီယိုလေးတစ်ခုအုပ်ပေးလိုက်ပါတယ်အခုကြည့်ရှုနေကြတဲ့မောင်မင်းညမလေးတွေထဲမှာ grade 12တက်နေတဲ့သူတွေဆိုရင်သိမှာပေါ့နော် physics ကဘာသာရပ်တွေထဲမှာစာအများဆုံးလေးဖြစ်တယ်ပြီးရင်ကြည့်ရတဲ့အပိုင်းတွေကလည်းတော်တော်များတယ် လူကတော့စနစ်ဟောင်းမာလိုမျိုးဂုံတူရဖို့အတွက်စာရွေးကြည့်လို့မရတော့ဘူး။ကိုကအခန်းစုံကိုပန်ပိုင်နိုင်နိုင်နှက်ဆက်နေမှဂုံတူရနိုင်မှာပေါ့နော်။အဲ physics ကဒီဘာသာတွေထဲမှာဆိုရင် objective အများဆုံးမေးတဲ့ဘာသာတစ်ခုလည်းဖြစ်တယ်။ objective ကိုသူကအမှတ်40ဘိုးတောင်ပါတယ်ပေါ့နော်။ဒါကြောင့်မလို့ဒုက္ခရောကနောက်က60ဘိုးကိုအကုန်လုံးအမှတ်ပြည့်ရအောင်ဖြေနိုင်အောင်မှရှေ့က40ဘိုး objective ကိုမရဘူးဆိုရင်ဂုံတူမထွက်နိုင်ပါဘူး။ဒါကြောင့်မလို့ ကိုကြည့်ရှုနေကြတဲ့မောင်လေးညီမလေးတွေအတွက် physics ကုန်တူရအောင်စာကြည့်နီလေးတွေဒုက္ခကဒီဗီဒီယိုလေးမှာညွှန်ပြသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ဒုက္ခရော physics မေကွန်းလေးကိုသုံးသပ်ကြည့်အောင် physics မေကွန်းမှာက session A နဲ့ session B ဆိုပြီးတော့နှစ်ပိုင်းပါမယ် session A မှာကကြတော့ objective အပုတ်40ပါမှာပေါ့နော် session B မှာကဆိုရင်တော့15မှတ်တမ်း60ပုတ်ပါမယ်ဒုက္ခရုပ်ကို15မှတ်တမ်း6ပုတ်ပေးထားမယ်ကိုနှစ်သက်ရ4ပုတ်ဖြည့်ရမယ် အဲ့15မှတ်တံအပုတ်တိုင်းမှာဆိုရင်ဒုက္ခတော့ပုတ်စာတွေပါမယ်ပုံဆွဲရတွေပါမယ် short question တွေပါမယ်ဒါတော့ဒုက္ခတော့ physics မေခွန်းကိုသုံးသပ်ပြီးသွားပြီဒါဆိုဒုက္ခတော့စာကြည့်နီလေးသွားလိုက်ကြရအောင်ဒုက္ခတော့ session B 60ဖို့အတွက်စာကြည့်နီလေးတွေကိုအရင်သွားကြည့်ကြမယ် session B မှာကကြတော့ပုတ်စာပုံဆွဲ short question သုံးခုပါမယ်ပေါ့နော်ပုတ်စာအတွက်အရင်ကြည့်ကြမယ်ပု္ပ္ပာတွေကိုဒုက္ခတွေကပုံနေထက်ကပု္ပ္ပာတွေအရင်ဆုံး ပိုင်နိုင်နေအောင်လေ့ကျင့်တွက်ချက်ထားဖို့လိုပါတယ်။ပုံစံတွေတွက်နိုင်ဖို့ကလည်း formula တွေ equation တွေရနိုင်ဖို့လိုတယ်။ဒါကြောင့်ဒုက္ခပေးခြင်းနဲ့နီလန်လေးတစ်ခုကတော့ formula တွေကိုကိုယ့်ရဲ့စာအုပ်တအုပ်ဒါမှမဟုတ်စာရွက်တရက်ထဲမှာပေါ့နော် e4 ဖြစ်ဖြစ် dk ဖြစ်ဖြစ်အဲ့ထဲမှာအခန်းလိုက် equation လေး formula လေးရေးထားပါပြီးတော့ကိုပုတ်စာတွက်တဲ့ခါကျရင်အဲ့စာရွက်ကလေးကိုဘေးနားမှာချပြီးတော့ပုတ်စာတွက်ပါအဲ ကိုက equation တစ်ခု formula တစ်ခုသုံးလာရတော့မယ်ဆိုရင်ဆိုင်ရွက်ကလေးကိုပြန်ကြည့်အဲ့ equation formula ကိုတွက်ကြည့်လိုက်ကြည့်ပြီးတော့မှပုံစံတွက်အဲ့နီလန်းလေးကိုသုံးစီချင်ပါတယ်ဒီတိုင်းပုံစံဆက်တွက်တော့မယ်ဆို equation formula ကြီးကိုခေါင်းနဲ့မှတ်မိအောင်အဲ၃ခေါက်၄ခေါက်လောက်ဆိုပြီးတော့မှတွက်ထားတဲ့ဆိုင်ရင်ဒီလိုဆိုင်ရွက်ကလေးထဲမှာတွက်ကြည့်လိုက်ကြည့်ပြီးတော့မှပုံစံကိုအဲ့ equation တွေသုံးပြီးတော့တွက်လိုက်ပေါ့နော်အဲ့နီလန်းကပို့ပြီးတော့ထိရောက်မှုရှိပါတယ်သူကတော့ဒီသိပ္ပံနီးကျ scientifically proven လောက်ထားတဲ့နီလန်းလေးဖြစ်ပါတယ် အလိုသုံးတဲ့နီလန်းလေးကလေဒါကြောင့်မလို့သူကကပုစာတွက်တဲ့အခါမှာ equation formula လေးကိုစာရိုက်ကလေးထဲမှာရေးပြီးတော့မှတွက်စီခြင်းပါတယ်ပုစာတွက်ပြီးသွားပြီဆိုတော့ short question definition ပိုင်းကိုပါလိုက်ကြရအောင်အရင်ဆုံး short question ကိုပါလိုက်ပါမယ် short question တွေကသူကတော့ပုံနေထဲမှာပါတဲ့ exercise တွေထဲမှာပါတဲ့ short question တွေကိုအရင်ဆုံးပိုင်နိုင်နေအောင်ကြက်ထားဖို့လိုပါတယ် short question တွေကိုပေါ့နော်ဒီတိုင်းနားမလဲပဲနဲ့ပတ်သက်ထဲကနေကြက်တာထက်စရင်နားလဲပြီးမှကြက်တာက ိုပြီးတော့စာလဲရလွယ်တယ်စာကိုလည်းအကြိုက်မှတ်မိနိုင်ပါတယ်အဲတခါတလေမှာပေါ့နော်စာမွေးပွဲမှာမီးတဲ့ခါကျရင်ပုံနေထဲက short question မဟုတ်ဘဲနဲ့စာပိုက်တွေကထုတ်ပြီးတော့မီးတာမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးဖြေနိုင်ဖို့အတွက်ကသူကတို့က physics ရဲ့တခန်းချင်းစီလိုက် concept ကိုလည်းနားလည်နေဖို့လိုတယ်စာကိုလည်းများများဖတ်ထားဖို့လိုပါတယ်ဒါမှ short question တွေကိုဖြေနိုင်မှာဖြစ်ပါတယ် ပြီးတော့ definition ပိုင်းရောက်လာပြီပေါ့နော် definition ကလည်းသူကတော့မမှန်ကန်ကန်တိတိကျကျကျက်ပြီးတော့ဖြည့်တဲ့အခါမှာလည်းမမှန်ကန်ကန်တိတိကျကျဖြည့်နိုင်ဖို့လိုတယ် definition ကအမှန်ကန်နေတဲ့ဤယာမာတွေသဘောတရားတွေဖြစ်တဲ့အတွက်ကြောင့်ရေးတဲ့အခါမှာကိုကပေါ့နော်အမှားယွင်းမခံဘဲနဲ့ရေးနိုင်ဖို့လိုအပ်တယ် definition ကျက်တဲ့အခါမှာလည်းသူကက summary တဲကအရာလေးတွေကိုအဓိကကျက်စေချင်ပါတယ် summary ကိုတိတိကျကျပိုင်းနိုင်သွားပြီဆိုမှစာထဲကထုတ်ထားတယ် definition လေးတွေကိုသွားပြီးချက်စီခြင်း ਨੇ ကိုက69တရား90ကျော်မှန်းထားတယ်သူဆိုရင်တော့အကုန်လုံးချက်စီခြင်း ਨੇ ပေါ့နော်အဲ summary တွေအားတွေရောစာတွေကထုတ်ထားတဲ့ definition တွေရောအကုန်လုံးကိုချက်ပြီးပါအဲ short question definition ဆိုတာချက်စာဖြစ်တဲ့အတွက်ကြောင့်မိတက်ပါတယ်ဒါကြောင့်မို့ဒုက္ခရောကအချိန်ရရင်ရသလိုပြန်ပြန်ပြီးတော့နှွေးနေဖို့လိုပါတယ်ဒါကြောင့်မှစာကိုမမိဘဲနဲ့ကြာကြာမှတ်မိနိုင်ပါပါ definition shock question ပြန်တွေးတဲ့နီလန်းလေးတစ်ခုကိုလည်းဒုက္ခမြောက်ဝေးပေးချင်ပါတယ်။ဒီနီလန်းကဒုက္ခတို့ចောင်းမှာလုတ်ခဲ့ရတဲ့နီလန်းလေးပေါ့နော်။ဒုက္ခတို့ဆိုရင်မနက်စာတင်ချိန်မရောက်ခင်မနက်စောခိုင်းချိန်မှာ definition ပြန်တွေးပြီးတော့အလိုရရတယ်။ပြီးရင်နီလန်းစာစားပြီးတဲ့ချိန်မှာနီလန်းတရေးမအိတ်ခင်ဂျားတဲ့ချိန်မှာပေါ့နော်။ definition ကိုပြန်တွေးပြီးတော့တစ်ခေါက်အလိုရရတယ်။ဒုက္ခတို့လို definition shock question ပြန်တွေးတာနေ့တိုင်းလုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်ဒုက္ခတို့တော့အဲ့ဒါကခက်ခဲတဲ့ပိုင်းတွေတော့မပါတော့ဘူး။ဒါကြောင့်မလို့ပေါ့နော်။ ကိုကြည့်နေတဲ့မောင်လေးညီမလေးတွေလည်း short question definition ပြန်တွေးဖို့အချိန်ဘလို့သုံးရမလဲဘယ်အချိန်နဲ့ကသွားပြီးယူရမလဲဆိုတာစဉ်းစားနေရင်ဒုက္ခကျောင်းမှာတုံးခဲ့တဲ့ဒီနီလန်းလေးအတိုင်းလိုက်ပြီးတော့သုံးကြည့်လို့ရတယ်ပြီးတော့အချိန်ကလည်းပေါ့နော်ကိုယူတတ်ရင်ယူတတ်တယ်လို့သုံးရင်သုံးတတ်တယ်လို့အကျိုးရှိတာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့အချိန်လေးကိုလည်းပြန်ပြီးတော့တစ်ခေါက်စီမံခန့်ခွဲကြည့်ပါတော့။ဘယ်လိုလေးတုံးပြီးတော့ဘယ်ချိန်လေးမှာငါ definition ပြန်တွေးပြီးအလွတ်ရင်းရနိုင်မလဲဆိုတာလုပ်ကြည့်ပါ။ အဲဒုက္ခက definition ကိုတနည်းကိုသုံးပုတ်ပေါ့နော် ပြန်နှွေးပြီးတော့လွှဲရေးစေချင်ပါတယ်ဒါမှအဲစာမေးပွဲမတိုင်ခင်လဲညံ့ๆလဲနှွေးဖြစ်မယ်စာလဲကြာကြာမှတ်မိမှာဖြစ်ပါတယ်ခုက physics ပုံဆွဲလေ့ကျင့်တဲ့အပိုင်းရောက်လာပြီပေါ့နော်ဒုက္ခရော physics မှာသူ့ရဲ့သဘောတရားတွေ concept တွေကိုတည်တည်ချာချာနားလည်မယ်ဆိုရင်ပုံကလည်းနားလည်လွယ်ပါတယ်ပုံနားလည်တော့ကျတော့ပုံဆွဲလေ့ကျင့်ရတဲ့အခါမှာလဲပို့ပြီးတော့လွယ်မယ် ပုံကိုလည်းကြကြာမှတ်မိမယ်ပေါ့နော်ဒီလိုပုံဆွဲလေးခြင်းတဲ့အခါမှာဒုက္ခပေးခြင်းနဲ့ဉာဏ်ဉာဏ်လေးတစ်ခု ရှိပါတယ်ဒုက္ခရောစာကိုတင်ပြီးသွားပြီဆိုတာနဲ့အဲ့စာနဲ့သက်ဆိုင်တဲ့ physics ပုံကိုတခါတည်းလေးခြင်းစေခြင်းပါတယ်အဲ့လိုမဟုတ်ဘဲနဲ့နောက်မှလေးခြင်းမယ်လောက်လိုက်ရင်ကိုကပုံကိုမေ့သွားတဲ့အခါမှာအဲ့လိုမျိုးအကျွေးတွေအများကြီးတင်သွားမယ်ပေါ့နော် physics ပုံတွေမလေးခြင်းလိုက်ရပဲနဲ့အကျွေးတွေတင်သွားမယ်အဲ့ဒါကြတော့ဒုက္ခရောစာမေးပွဲနီးလာတဲ့အခါမှာအဲ့ပုံတွေကိုစပြီးတော့လေးခြင်းတော့မယ်ဆိုရင် ကိုကတတိချာချာလေ့ကျင့်ရမှာလည်းမဟုတ်ဘူးအသေးအတန်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်ပုံကိုလည်းတေချာမှတ်မိမှာမဟုတ်ဘူးစာမေးပွဲကြရင်လည်းပုံကြီးမှတ်မိပဲနဲ့ကောင်းကောင်းမွန်မွန်ဖြေနိုင်မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကိုကစာတစ်ခုလုပ်ပြီးသွားပြီးစာစတင်ပြီးရတယ်သူနဲ့ဆိုင်တဲ့ပုံကိုတခါတည်းပုံစွဲလေ့ကျင့်စီချင်ပါတယ်ပြီးတော့ရင် physics ပုံတွေကသူကတိတိကျကျဖြစ်မှရမယ်ပေါ့နော် physics ကသဘောတရားတွေနိယာမတွေနဲ့သက်ဆိုင်နေတဲ့ဘာသာရပ်ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ပုံကိုလည်းတိတိကျကျမှန်မှန်ကန်ကန်ဇွဲနိုင်ပို့လို့ရတယ်။အထူးသဖြင့်သူကတော့တရက်စစ်နဲ့ပတ်သက်တဲ့အပိုင်းတွေ၊ capacitor တွေပြီးတော့ကျတော့အဲ graph တွေအဲ့လိုပုံတွေမျိုးမှာဆိုရင်ကိုကပုံနှိပ်ထဲကပုံတိုင်းမှန်မှန်ကန်ကန်တိတိကျကျလိုက်ဆွဲဖို့လိုပါတယ်။ကိုကပုံသားအစွဲလေးကျင်တယ်ဒါပေမဲ့အသေးစိတ် detail ကအစတိတိကျကျလိုက်ပြီးတော့မကျင့်ထားဘူးဆိုရင်ကိုပုံဆွဲလေးကျင့်ကြရတဲ့အချိန်ကြီးအလကားဖြစ်သွားမယ်ပေါ့နော်။အမှန်လဲလျှော့သွားမယ်။ဒါကြောင့်မလို့ တည်တည်ချာချာလေးအသေးစိတ်ကအစတည်တည်ချာချာဖြစ်အောင်ပုံဆွဲလေးကျင့်ပေးပါပြီးတော့ပုံဆွဲရဒုက္ခရောအစကလေးလေးကျင့်ပြီးသွားပြီဆိုရင်နောက်ပိုင်းကျရင်အဲ့ပုံကိုပြန်ပြီးမှတ်မိအောင်လေးကျင့်အောင်ပဲပေါ့နော်အဲ့လိုပုံကိုပြန်ပြီးတော့ဆွဲလေးကျင့်တဲ့အခါမှာလည်းဒုက္ခကပုံအတွက်အချိန်တက်တက်မပြီးစေချင်တော့အဲ့ဒီအစဒုက္ခရောစာရီလောက်ရလို့ညင်းငွေ့လာတဲ့အခါစိတ်ပြေလက်ပြောက်ဖြစ်နေတဲ့အခါကျမှ visit ပုံလေးကောက်ပြီးတော့အလွတ်လေးကျင့်ဆွဲကြည့်တာမျိုးလေးလုပ်စီခြင်းပါတယ် ဒုက္ခရောဆက်ရှင် B အမှတ်60ဖို့အတွက်စာကြည့်နည်းပြောပြီးပြီဆိုတော့ဆက်ရှင် A objective 40ဖို့အတွက်စာကြည့်နည်းလေးတွေပါကြည့်အောင် objective ကိုဒုက္ခရောကပိုင်ပိုင်နိုင်နိုင်ဖြေနိုင်ဖို့ဆိုရင် physic concept တွေကိုလည်းပိုင်နိုင်နေဖို့လိုတယ်။ physic စာတွေကိုလည်းပုံမှန်လေးဖတ်ပြီးဖို့လိုပါတယ်။စာကိုပေါ့နော်တနေ့တစ်မျက်နှာသို့မဟုတ်နှစ်မျက်နှာပုံမှန်ဖတ်ဖို့လိုပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ physics ကစာများတာဖြစ်တဲ့အတွက်ကြောင့်စာဖတ်တာပေါ့နော်နေတိုင်းမပြတ်မကွက်ပုံမှန်လေးလုပ်သွားဖို့အရေးကြီးပါတယ်အဲဖတ်တဲ့အခါမှာလည်းပေါ့နော်စာဖတ်ပြီးသွားတာနဲ့ကိုဖတ်ထားတဲ့စာနဲ့စိုင်းတဲ့ objective ပုံစံလေးတွေကို objective စာအုပ်ကလေးနဲ့တခါတည်းတွဲပြီးတော့လေ့ကျင့်စီကြပါတယ် objective စာအုပ်အနေနဲ့ဒုက္ခ recommend ပေးချင်တာကတော့ဒုက္ခရော family အကြောင်းကထုတ်တယ်ပေါ့နော်ဆရာဝင်းရဲ့ physics objective စာအုပ်ကလေးနဲ့ ဆရာကြီးဒေါက်တာ Vince ထုတ်ထားတယ် objective စာအုပ်ပေါ့နော်ဆရာကြီးဒေါက်တာ Vince က volume 1နဲ့ volume 2ဆိုပြီးတော့နှစ်အုပ်ထွက်ထားတယ်။သူကတော့ဆရာဝင်းနဲ့ဆရာကြီးဒေါက်တာ Vince ရဲ့စာအုပ်တွေကိုပဲသုံးပြီးတော့လေ့ကျင့်ခဲ့ပါဗျ။ဒါသူကတော့ဆရာဝင်းထုတ်တဲ့စာအုပ်ကိုတော့အဲသူကတိရတဲ့လောက်ပေါ့နော်။အဲမလိုင်မျိုးကတူရှိပါစာအုပ်ဆိုင်မှာမှာလို့ရတယ်ဆိုပြီးတော့သူကကြားမိတယ်ပေါ့နော်။ဆရာကြီးဒေါက်တာ Vince ရဲ့စာအုပ်ကတော့စာအုပ်ဆိုင်တိုင်းမှာဝင်လို့ရမယ်ထင်ပါတယ်။ ပြီးတော့ objective ကြီးတဲ့အခါမှာဒုက္ခနောက်ထပ်နီလန်းကောင်းလေးတစ်ခုကိုပြောပြချင်ပါတယ်။အဲ့ဒါကတော့ကိုကစာဖတ်တဲ့နေရာမှာတခါတဲ့မီးနိုင်တဲ့ key points တွေကို highlight လုပ်ထားခြင်းပဲဖြစ်ပါတယ်။အဲ့လို highlight လုပ်ထားတဲ့အခါကျကိုကနောက်ခါပြန်ကြည့်တဲ့အခါမှာစာရီအကုန်လုံးဖတ်နေဖို့ကိုမှအချိန်မရှိတော့။အဲ့ highlights လုပ်ထားတဲ့ဟာလေးတွေကိုပဲလိုက်ကြည့်လိုက်ရင်အချိန်ကုန်လဲတတ်တာတယ်။စာလည်းမှတ်မိမယ်။ဒါကြောင့်မလို့ဒီ highlight လုပ်တဲ့နီလန်းလေးကိုလည်းတခါသုံးစေချင်ပါတယ်။ ကဲဒါဆိုရင်တော့ဒုက္ခ session A နဲ့ session B အတွက်စာချင်းကြီးလေးတွေပြောပြပြီးသွားပြီပေါ့နော်။ဒုက္ခနောက်ထပ်စာချင်းကြီးနှစ်ခုပြောပြဖို့ကြံနေပါသေးတယ်။ပထမနည်းလမ်းလေးကတော့ highlighter ချင်းဖြစ်ပါတယ်။ဒုက္ခကို highlighter တဲ့နေရာမှာပေါ့နော်။ physics စာအုပ်ထဲမှာလိုက်ပြီးတော့တားပေးရမယ်။နှစ်ချက်တားစီရရှိတယ်။ပထမတစ်ချက်ကတော့ objective ဖြစ်ပြီးတော့နောက်ထပ်တစ်ချက်ကတော့ short question ဖြစ်ပါတယ်။ဒုက္ခကအမှတားတဲ့အခါမှာပေါ့နော်။ highlight အတွက်အယောင်၂ယောင်သုံးစီခြင်း ਨੇ ဒါတော့ဒုက္ခနမူနာပြပြရပါဘောเนาะဒီအဝါလေးကိုတော့ဒုက္ခက objective မှာမီးနိုင်တဲ့ key points တွေလိုက်ပြီးတော့ highlight တားမယ်ဒီပန်းအောင်လေးကိုကျတော့ဒုက္ခက short question မီးနိုင်တဲ့စာကြောင်းလေးတွေကို highlight တားပါမယ်အဲ့ဒါကျတော့ဒုက္ခတို့စာကြည့်တဲ့အခါမှာပုံပြီးတော့လွယ်သွားတယ်ဘောเนาะကိုက objective ပြန်ကြည့်တဲ့အခါမှာဆိုရင်လည်းဒီအဝါလေးနဲ့တားထားတဲ့ key points တွေကိုလိုက်ပြီးတော့ကြည့်လိုက်ရင်ချိန်ကုန်လဲတတ်တာတယ်နောက်ပြီးတော့ကိုက short question အတွက်အဓိကထားပြီးကြည့်တဲ့နယ်စာလေးတွေဆိုရင်လည်း ဒီလိုမျိုးပန်းရောင်လေးနဲ့တားထားတဲ့စာလေးလိုက်ပြီးတော့ကြည့်လိုက်မယ်ပေါ့။ဒါဆိုရင်ကို့အတွက်အချိန်ကုန်လဲတက်တာတယ်။စာလုပ်တဲ့အခါမှာလည်းစာမြင်မြင်ရပြီးတော့ဂျူးလဲရှိပါတယ်။ဒါတော့ပထမနည်းလမ်းတစ်ခုပါ။ဒုတိယနည်းလမ်းကတော့ဘဲဘာသာကိုပဲလှုပ်လှုပ်လို့ကိုလှုပ်ရမယ်။နည်းလမ်းမှာဗာလဲဆိုတော့မီကွန်ဟောင်းလေးကျင့်ခြင်းပဲဖြစ်ပါတယ်။ physics မိကွန်ဟောင်းမှာဆိုရင်သူကတော့ objective လေးတွေလိုက်ပြီးတော့ဖြည့်ကြည့်မယ်ပြီးတော့ပုံစံတွေ short question လေးတွေဆိုတဲ့လိုက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော် short question တွေဆိုရင်လည်းပုံတွေထဲမှာမဟုတ်ဘဲနဲ့ထူးခြားတဲ့ short question လေးဆိုကိုကလိုက်ပြီးတော့ကြက်မယ်လေ့လာမယ်ပုံစံတွေဆိုလည်းအဲထူးထူးခြားခြားပုံစံလေးတွေဆိုရင်ကိုကလိုက်ပြီးတော့တွက်ကြည့်မယ်ဒီလိုမေကိုဟောင်းလေ့ကျင့်တာဟာသူခါရောပေါ့နော်အဲပရော်ဖက်ဆာတွေမေးလို့ရှိတဲ့ point တွေကိုလည်းသိလာတယ်ပြီးတော့ဘယ်ပိုင်းလေးတွေဆိုရင်သူတို့အဓိကထားမေးတက်လဲဆိုတာကိုကိုကနားလည်လာပါတယ် ဒါကြောင့်မလို့ဒီနီးလဲနှစ်ခု highlighter ချင်းနဲ့မေခွန်ဟောင်းလေးလာချင်းကတော့လော့ကိုလုတ်တင်ပါတယ်။နောက်ဆုံးအနေနဲ့ဒုက္ခပြောချင်တာကတော့ physics မှာဂုံတူးထွက်ချင်ရင်အခန်းအကုန်အပိုင်းအစုံကိုတည်တည်ချာချာနှက်ဆက်အောင်ကြီးဖို့လိုပါတယ်။ဒုက္ခရှိမှာပြောခဲ့တယ်လို့ပဲ session B 60ဘိုးကိုကအပြည့်ဖြေနိုင်ပေမဲ့ session A objective 40ဘိုးကိုကောင်းကောင်းမဖြေနိုင်ဘူးဆိုရင်ဂုံတူးမထွက်နိုင်ပါဘူး။အဲ့လိုပဲ session 40ဘူတော့ကောင်းကောင်းဖြေနိုင်ပြီ session B ကိုကြောတော့တည်တည်ချာချာမဖြေနိုင်ဘူးဆိုရက်ဂုံတူးမထွက်နိုင်တော့ပါဘူး။ဒါကြောင့်မလို့ဒုက္ခရောက ညှတနေအောင်အပိုင်းစုံကိုနှစ်နှစ်ဆက်ဆက်ကြီးဖို့လိုပါတယ်။ဒါမှသာ physics ကဂုံတူးထွက်နိုင်တာပါ။ဒုက္ခပြောခဲ့တဲ့စာကြည့်နီလန်းလေးကိုလိုက်သုံးမယ်။၄စင်နေတိုင်းပုံမှန် physics ကိုလောက်သွားမယ်ဆိုရင်တော့ဂုံတူးထွက်နိုင်မှာပါ။ ဒုက္ခရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like လုပ်ပေးသွားကြပါအောင်ရှင်နောက်ခါမှလည်းဒီလိုမျိုးအကျိုးရှိတဲ့ vlog လေးတွေ content လေးတွေတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို subscribe လုပ်ရသေးရင်လုပ်ပေးသွားကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင် bye bye